မင်္ဂလာပါရှင် MBP ရတနေ့တာအညာမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်13မူအိမ်ကျဲပါ။နှစ်ဖက်ပြက်ခတ်ရဆဲထားပေမဲ့ပြီးခဲ့တဲ့ EPL အတွင်း Ambran Lambor နိုင်ငံကန်လေကြောင်းရဲ့ကာကွယ်စကန်နီတဝိုက်ရွာတွေကိုစိုးစုကလေကြောင်းတိုက်ခိုက်မှုနဲ့မြင်းမြစ်စကြောင်းတိုးတာတွေပြုလုပ်ခဲ့ပြီးအခုမေလအတွင်းမှာတော့စည်ရင်းငိမ်တက်နေတယ်လို့စည်ရေးသတင်းမြစ်တချို့ကပြောပါရစေ။ရခိုင်မြို့နယ်အမ်းမြို့နယ်နဲ့မကွေးတိုင်းငဖဲမြို့နယ်ပတ်ချံ ရခိုင်ရုံမပေါ်မှာရှိတဲ့စိုးစုရဲ့နေရီကန်စကန်ကိုတင်းယူနိုင်ဖို့အရခတ်တတော်အေးအပောင်းရင်တော်လင်းအင်အားစုတွေကဖေဖော်ဝါရီလကတည်းကထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်ပြီးမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းကလေးကြောင့်တော်လင်းအင်အားစုတွေဘက်ကအပြစ်အခက်ရနာထားခဲ့တာဖြစ်ပါတယ်တော်လင်းအင်အားစုတွေအပြစ်ရနာထားပေမဲ့အေပီလာအတွင်းစိုးစုကနေရီကန်အနည်းနဲ့တဝိုက်ရွာတွေကိုလေကြောင်းပုတ်ကျတာနဲ့စစ်ကြောင်းထိုးမှုတွေရှိခဲ့ပါတယ် အခုမေလအတွင်းမှာတော့ဆိုးစုဘက်ကလေကြောင်းတိုက်ခိုက်မှုတွေမရှိသေးသလိုစစ်ကြောင်းထိုးမှုတွေလည်းမရှိဘဲနှစ်ဖက်အစည်းအအချင်းတွေငြိမ်သက်နေတယ်လို့စစ်ရေးသတင်းမြစ်တူကပြောပါတယ်။အရကတတော်အပေါင်းရင်ညီနောင်မမိတ်တုံးဖွဲ့နေတဲ့ငလင်းနောက်ဆက်တွဲလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အချိန်ထပ်မံလိုအပ်တာဖြစ်တာကြောင့်တစ်ဖက်သက်အပြည့်ရက်ကာလကို မေလတလတက်တန်းတိုးတာခဲ့တာပါ။ ကျောစုအနေနဲ့လည်းအဆိုပါကာလအတွင်းအပြစ်ရထားတယ်လို့ထုတ်ပြန်ထားပေမဲ့တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေအပါအဝင်နိုင်ငံအနှံ့ကိုလေကြောင်းပုံကျဲတိုက်ခိုက်ပြီးမြေပြင်စစ်ကြောင်းထုတ်ကာပြည်သူတွေကိုဖမ်းဆီးတာရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေဆက်လက်လုပ်ဆောင်နေတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ် မြန်မာအိန္ဒိယနယ်စပ်တမှုမြို့မှာစိုးစုကဖမ်းဆီးထားတဲ့စပေးရှောင်30နေပါနှစ်လကြာတဲ့အထိမိသားစုနဲ့ဆက်သွယ်မရသလိုပြန်လွတ်မြောက်လာတယ်လည်းမရှိသေးတဲ့အတွက်စိုးစုကလူသားတိုင်းဖြစ်အတုံးချမှာကိုစိုးရိမ်နေတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်အခုလိုစိုးစုရဲ့ဖမ်းဆီးခံရသူတွေဟာမြန်မာနိုင်ငံကနေအိန္ဒိယနိုင်ငံကိုဆစ်ရှောင်ရင်းမနီပူပြည်နယ်အချင်းထောင်မှာဖမ်းဆီးထောင်ချခံရပြီးတဲ့နောက်အိန္ဒိယအနာပိုင်တွေကနယ်စပ်ကိတ်ကတဆင့်စစ်အုပ်စုစီ လွှဲပြောင်းပေးချိန်မှာစအုပ်စုကဖန်ဆီးထားတာဖြစ်တယ်လို့မိသားစုဝင်တွေနဲ့အကူအညီပေးနေသူတွေကပြောပါတယ်။အိန္ဒိယအာနာပိုင်တွေဟာပြီးခဲ့တဲ့မလ22ရက်မှာအဆိုပါဆစ်ရှောင်းတွေကိုမြန်မာနိုင်ငံဘက်ကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းကစလို့လက်ရှိအခြေအနေမိသားစုနဲ့အဆက်အသွယ်မရသလိုပြန်လည်မလွတ်မြောက်လာကြသေးတာလို့ဒေသခံတွေကပြောပါတယ်။လက်ရှိအချိန်မှာအစိုးစုတက်က ဖမ်းဆီးထားတဲ့အဆိုပါဆက်ဆောင်28ဦးကိုတမူးမြို့ရဲစခန်းမှာချုပ်နှောင်ထားပြီးမိသားစုဝင်တွေနဲ့အဆက်အသွယ်မရအောင်စိုးစုကလှုပ်ဆောင်ထားတာဖြစ်တယ်လို့ဆက်ဆောင်အရေးကူညီဆောင်ရွက်ပေးသူတမူးခရိုင်အမျိုးသားလွှတ်တော်ကိုစလဲတမူးပြည်ရဲ့ပြည့်မြောက်ရေးနဲ့ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်ဦးထန်စေကပြောပါတယ် အခုလိုစိုးစုကဖမ်းဆီးထားသူတွေဟာစကိုင်းတိုင်းမုံရွာမြို့နယ်ကရက်ကန်းလုပ်ငန်းလုပ်ငန်းကြီးသူတွေဖြစ်ပြီးခလေးငယ်နဲ့အမျိုးသမီးတွေအများစုဖြစ်တယ်လို့ဆိုရတယ်။မြန်မာအိန္ဒိယနယ်စပ်တမူးမြို့နယ်မှာတော့စိုးစုတပ်တွေကလုံခြုံရေးတင်းကျပ်နေသလိုအိန္ဒိယအာဏာပိုင်တွေကလည်းနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုတရားမဝင်ဖြတ်ကျော်မှုနဲ့စစ်ဆေးဖမ်းဆီးမှုတွေပိုများလာတယ်လို့ India for မြန်မာတီထောင်သူစလိုင်းဒိုခါကပြောပါတယ်။ ာနာရှင်စစ်မိတ်စာကိုပြတဲ့ကြည်တပေါက်တိုင်းဟာတရားသောစစ်ဖြစ်တယ်လို့အမျိုးသားညီညွတ်အစိုးရအင်ဝင်ကြီးကာကွယ်ရေးဝန်ကြီးဌာန MOD ဒုတိယဝန်ကြီးဦးနိုင်ကောင်းရွတ်ကမေလ9ရက်ကကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်၄နှစ်ပြည့်မှာပြောကြားခဲ့တာပါအာနာရှင်ကိုလက်နက်ကင်ပြီးတော်လန်ရတဲ့အခါအသက်သွေးချွေးတွေရင်းနှီးပေးဆက်ရပြီးဘဝကခက်ခဲကြမ်းတမ်းသလိုချစ်ခင်ရတဲ့အရာအလုံးနဲ့ခွဲခွာရမယ်ဆိုတာကောင်းကောင်းသိထားပေမဲ့ အာနာရှင်စမိတ်စာကိုအမြင့်ဖြတ်ဖို့လက်နက်ကင် တော်လိုင်းရေးလမ်းကိုယုံကြည်ချက်အပြည့်နဲ့ရွေးခဲ့ရဆိုတာနိုင်ငံရဲ့ကံကြမ္မာပြည်သူရဲ့ကံကြမ္မာကိုကယ်တင်ဖို့တခုတည်းသောလမ်းဖြစ်တဲ့အတွက်ကြောင့်ပဲလို့ဒုတိယဝန်ကြီးနိုင်ကောင်းယူကပြောပါတယ်။တိုင်းပြည်နယ်ပြည်သူ့အတွက် Federal Democracy ပန်းနိုင်ရောက်တဲ့အထိကြံရှိတဲ့တော်လိုင်းရေးတာဝန်ကိုဆက်လက်တာဝန်ထမ်းဆောင်သွားကြဖို့လေဒုဝန်ကြီးကတိုက်တွန်းပြောကြားခဲ့ပါတယ်။ နှစ်ပေါင်းများစွာတိုင်းပြည်ဗနာငွေကိုအကြိုက်သုံးပြီးတိစောက်ထားတဲ့အကြမ်းဖက်ဆက်တပ်ကို၄နှစ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကရဲစွမ်းတပ်တိနဲ့ခုခံတိုက်ပွဲဝင်ခဲ့ကြတာအတိုင်းအတာတစ်ခုထိအောင်မြင်မှုရရှိနေပြီဖြစ်သလိုစစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့တော်လှန်ရေးအောင်ပွဲနီးတဲ့တဲ့နီလာလို့ PDF ရဲဘော်တွေစိတ်တမကြပဲဆက်လက်တိုက်ပွဲဝင်ကြဖို့အမျိုးသားညွေအစိုးရ UNG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းတိုက်တွန်းပြောကြားခဲ့ပါတယ် မြန်မာပြည်သူတွေရဲ့သဘောထားဆန္ဒကိုလှစ်လူရှုပြီးစိုးစုရဲ့လူမဆန်တဲ့လုံရက်တွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာနေရမှု BDF တပ်မတော်အနေနဲ့ကိုလန်းချောင်းကိုဆက်လက်ချီတက်ကြဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန MOD ပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကပြောပါတယ်ပြည်သူ့ကာကွယ်တပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်ပြည့်ပြောကြားတဲ့မိခွန်းမှာဝန်ကြီးဦးရင်မွန်ကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ် ခုဆိုရင်ညမအေးဟာကဘာခင်းကျင်းတယ်လေဆက်ဆက်လာတယ်။ဒီသူတွေရဲ့စန္ဒသဘောထားကိုလစ်လျူရှုပြီးညမပြည်ပေါ်ဩဇာလွှမ်းမှုကိုရိုးစီဝါအမျက်ထုတ်ကိုကြံရွယ်ခြင်းနဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပြီးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်းဗတိကြီးထားပဲ။ PDF တက်မတော်ဖို့တော့မယွမ်းမဆောင်ကိုလမ်းကြောင်းကို အားကောင်းမောင်းတာဆက်လက်ကြည်တက်ကြဖို့ပဲဖြစ်လိမ့်မယ်ဆေအိုစုရဲ့ပြည်သူအပေါ်စေတနာမဲမှုစွမ်းဆောင်ရည်မဲမှုအင်အားချိနေမှုဟာမဖုံးနိုင်မဖိနိုင်ပေါ်လာနေပေမဲ့ဆေအိုစုကအဲ့ဒီအားနဲ့ချက်တွေကိုဖုံးကွယ်ဖို့ငလင်တန်တဲ့ပြည်သူတွေအပေါ်ရက်ွယ်ပြုတ်ပြီးဒေချောင်းတိုက်ခိုက်မှုတွေပူပူကျိုးလွန်လာနေသလိုအဲ့ဒီလိုလှုပ်ဆောင်လာချိန်ကလည်းစစ်ကောင်းဆောင်ရဲ့ဤပခီးစင်တွေအပြီးနဲ့တိုက်ဆိုင်နေတယ်လို့လဲဆိုပါတယ် ပြည်သူကိုကာကွယ်ဆောက်ရှောက်ဖို့တာဝန်ယူထားတဲ့ပြည်ရဲရဲဘော်တွေအနေနဲ့ပြည်သူတွေလေချောင်းအနေနဲ့ကင်းဝေးဖို့လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေအစမပြတ်သတိပေးနှိုးဆော်မှုတွေပို့ပြီးအားစိုက်ဆောင်ရွက်ကြဖို့လိုတယ်လို့လည်းဝန်ကြီးကပြောပါတယ်။ဒါအပြင် PDF ရဲဘော်တဦးချင်းအနေနဲ့လည်းစိတ်ရှိဖို့ဇွဲကောင်းမှုဘလို့အခက်ခဲမျိုးကြုံပါစေစံစံခံဖြတ်တန်းဖို့လိုအပ်တယ်လို့ဝန်ကြီးကဆိုပါတယ်။အင်းတော်အောင်ပွဲကိုပြန်ကြည့်ရင်ကောက်ခံနိုင်စွမ်းလား ဆုံးဖြတ်ဖြစ်ခဲ့တယ်။ပြည်ရဲ့ရဲဘော်တူးချင်းအနေနဲ့လည်းစိတ်ရှည်ဖို့ဇွဲကောင်းဖို့ဘလို့ခက်ခဲမျိုးကြုံစီကြံ့ကြံ့ခံဖြတ်တန်းဖို့လိုအပ်တယ်။ဆရာနာရှင်ကိုအမြင့်ပြတ်တော်လှန်နိုင်ဖို့ PDF တက်မတော်ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ကိုဆက်လက်မြင့်တင်ကြရမှာဖြစ်ပြီးတော့ရုပ်ဝတ္ထုပစ္စည်းလိုအချက်တွေကိုလည်းနှီးမျိုးစုံနဲ့ဆက်လက်ဖြည့်ဆည်းကြရမှာဖြစ်တယ်လို့ဝန်ကြီးကပြောကြားခဲ့ပါတယ်။ အင်းတော်မျိုးသိန်းတိုက်ပွဲမှာဖန်ဆီးရမိတဲ့တမခုခုတမမိုးအပါဝင်သုံမန်းတွေဟာသူတို့ရဲ့နောင်တော့ကိုဖွင့်ဟဝင်ခံခဲ့ကြပြီဖြစ်တာမို့စေအစုတက်ထဲမှာကြမ်းရှိနေတဲ့တမှုတက်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးအခေါ်ကိုအမြန်ဆုံးဆွလွန်ကြဖို့တိုက်တွန်းတယ်လို့ဥယျံမွန်ကပြောပါတယ်။ဒီလိုသာဆွလွန်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရမယ်။စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရ ရမယ်လို့တတိပေးလို့လေ PDF တက်မတော်နဲ့မဟာမိတ်တွေပိုချစ်ချစ်စီလုံးဟန်ချက်နေပြီတနိုင်ငံလုံးအတိုင်းအတာနဲ့မဟာပြူဟာမြောက်တိုက်ပွဲဝင်ကြရင် အဆုံးသက်အောင်ပွဲဟာ တိုင်းရင်းသားပြည်သူတရေလုံးအတွက်ဖြစ်လိမ့်မယ်လို့ယုံကြည်တယ်လို့ဝင်ကြီးကပြောကြားခဲ့ပါတယ်ဆက်တလီရီဟာတနအိမ်ပိုင်း60နေပါတီလင်းမြအောင်ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ ါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ကြီးပြုပါအင်ဂျင်ဆက်တန်ပန်ကားချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါဆက်သက်လေဒီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါလူထူထက်တဲ့နေရာနဲ့စီရီအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ